အိမ်အောင်ကြသွားပြီဖြစ်တဲ့ညီမလေးကိုစီမထားပဲပြောဆိုလာခဲ့တဲ့မအီတောင်းကိုပောက်ကွဲခါထည့်ပြောလာခဲ့တဲ့အစိုးရကြားပေါက်မင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရကြားပေါက်ကတော့အခုလက်ရှိမှာပြင်သစ်နိုင်ငံမှာမိသားစုနဲ့အတူတူနေထိုင်နေတာဖြစ်ပြီးပျော်ရွှင်စွာဖြတ်သန်းနေတာလည်းဖြစ်ပါတယ်အစိုးရကြားပေါက်ကတော့ပထမအိမ်အောင်နဲ့တမိလေးနှစ်ယောက်ထွန်းကားခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့သဘောထားချင်းမတိုက်ဆိုင်တာကြောင့်လမ်းခွဲပြတ်ဆဲခဲ့ကြတာလည်းဖြစ်ပါတယ် အဲ့ဒီနောက်မှာတော့တရုတ်ဆောင်အေးဝေးဤတောင်ရဲ့ညမအငယ်ဆုံးလေးဖြစ်တဲ့ဆွေဝေးဤတောင်နဲ့ဒုတိယအိမ်တော်ကိုထူထောင်ခဲ့တာဖြစ်ပြီးအခုဆိုရင်တော့ကြားပေါက်နဲ့ရတဲ့သားလေးတယောက်ကိုလည်းပိုင်ဆိုင်ထားပြီးလည်းဖြစ်ပါတယ်။တရုတ်ဆောင်အေးဝေးဤတောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကသူ့ရဲ့ညမလေးအတွက်လူမှုကွန်ရက်စာမျက်နှာကနေစာလေးတစ်စောင်တင်လာခဲ့တာဖြစ်ပါတယ်။အဆိုပါစာထဲမှာဆိုရင်တော့သူမရဲ့ညမလေးဆွေဝေးဤတောင်ကပြင်သစ်နိုင်ငံမှာအဆိုတော်ကြားပေါက်နဲ့အိမ်တော်ကြာနေတာဖြစ်ပြီး ီးပါးဆွေမျိုးတွေနဲ့ဝေးကွာနေတဲ့နေရာမှာနေထိုင်နေရတဲ့အတွက်တနာမိတယ်လို့လဲဆိုလာခဲ့ပါတယ်။သူတို့ညီမ၃ယောက်မှာဆိုရင်အငယ်ဆုံးလေးဖြစ်တဲ့ဆွေဝိတောင်းကတော့သူမရဲ့အိမ်မှာတကယ်ကို အခြေခံရပြီးတော့မင်းသမီးလေးတစ်ပါးလိုဖူးဖူးမုတ်အခြေခံထားခဲ့ရတာဖြစ်ပါတယ်။သူမကအိမ်မှာဆိုရင်ထမင်းဆိုလဲအစင်သင်ခုပြီးတာအဝယ်အစားကအစားအစင်သင်ရှော့ဖို့ပြီးတာဖြစ်ပြီးဘာတစ်ခုမှမလုပ်ရပါဘူး။အခုတော့အိမ်နောက်ကျသွားပြီးတဲ့နောက်ပိုင်းမှာ အမျိုးသားရဲ့အလုပ်တွေအကုန်လုံးလောက်ကင်ပေးနေရပြီးတော့အရန်ကိုပြင်ပန်းဆင်းရဲနေတယ်လို့လည်းပြောပြလာခဲ့ပါတယ်။တကယ်ဆိုရင်ဒါတွေကအိမ်နှောင်ရှင်မတယောက်အနေနဲ့တရားပေါက်လုံးတဲ့အရာတွေဖြစ်ပေမဲ့လေခရိုနီတတိကြီးကိုယူထားပြီးတော့ဘာအလုံးမှမလုပ်ရတဲ့မအီတောင်းကတော့သူမရဲ့ညီမလေးကတနာစရာဖြစ်နေခဲ့တာဖြစ်ပါတယ်။သူမရဲ့ညီမလေးကလည်းပြင်သစ်နိုင်ငံမှာအရန်ကြီးပြင်ပန်းဆင်းရဲနေတာမဟုတ်ပေမဲ့လေပူပူတတလေးထည့်ပြောပြီးတော့ညီမလေးကိုအရန်တနာတဲ့အကြောင်းတွေပြောသွားခဲ့တာဖြစ်ပါတယ်။ ်အခုဆိုရင်သူမရဲ့ညီမလေးကကိုဝင်ဆောင်ချိန်မှာမိသားစုအလုပ်တွေလုပ်နေရပြီးတော့မိသားစုဆွေမျိုးတွေရဲ့ပြုစုစောင့်ရှောက်တာကိုမခံရတဲ့အတွက်အရန်ကိုအားငယ်နေရှာမှာပဲဆိုပြီးတော့လဲစိတ်မကောင်းကြောင်းပြောထားပါသေးတယ်။နိုင်ငံသားမှတယောက်တည်းနေထိုင်နေရတဲ့မွေးဖွားကန်ဒီညီမလေးကိုစိတ်သက်ခွန်အားပေးခြင်းတဲ့အတွက်ဒီစာလေးကိုရေးသားကပြောနေခဲ့ပေမယ့်သူညီမလေးအပေါ်မှာစီးဆောင်ထင်းခြင်းမရှိဘဲပြောလာခဲ့ကြောင်းကိုအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။အဆိုတော်ကြားပေါက်ကတော့ မအီးတောင်းရဲ့ပြောဆိုမှုတွေကတကယ်ကိုသဘောမကျစရာဖြစ်ပြီးတော့မသိတော်တဲ့အကြောင်းကိုအခုလိုပဲပြောပြလာခဲ့တာဖြစ်ပါတယ်။တကယ်တော့မအီးတောင်းရဲ့ညီမလေးကနိုင်ငံခြားမှာတာတာရရနေထိုင်နေတာဖြစ်ကြောင်းဒါကိုမြန်မာနိုင်ငံကနေတနာပြီးပြောနေတဲ့မအီးတောင်းရဲ့စကားတွေကစီးမဆောင်ကြောင်းကိုလည်းဆိုတော့ကြားပေါက်ကအခုလိုပဲပြောလာခဲ့ပါတယ်။အဆိုတော်ကြားပေါက်ကအဲ့လောက်တနာစရာကောင်းနေလေနင့်လိုခရိုနီနဲ့ယူခိုင်းလိုက်လေ တခါလဲမဟုတ်နှစ်ခါလဲမဟုတ်လီစကားတွေပြောနေတယ်ဆိုပြီးတော့မအီတောင်းကိုတဲ့ပြောလာခဲ့တာဖြစ်ပါတယ်။ဆွေဝီရီတောင်းကအစိုးရကြားပေါက်နဲ့အိမ်အောင်ကြားခဲ့တာကြောင့်အိမ်အောင်တဲ့ကလေးနှစ်ယောက်ရှိတဲ့သူကိုယူတဲ့အတွက်လူအများရဲ့ဝေဖန်ပြစ်တင်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။မအီတောင်းကတော့အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံကအချမ်းသာဆုံးစီးရင်ဝင်ခရိုနီတထင်းကြီးတွေကတယောက်ကိုလက်ထပ်ထားခဲ့ပြီးတော့အရန်ကိုအစဉ်ပြေနေတာဖြစ်ပါတယ်။သူမရဲ့ပြည်စုံချမ်းသာနေတဲ့ဘဝကိုလည်းအမြဲတမ်းထောက်ကြွားနေရင်းနဲ့ သူညမလေးအဆင်မပြေဖြစ်နေတဲ့အကြောင်းတွေကိုလည်းမကြာခဏတင်ပြီးပြောနေတာကစီးဆောင်ထင်းချင်းမရှိပဲမတင်တော်တဲ့အကြောင်းကိုအစိုးရကြားပေါက်ကအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။သူမကတော့ခရိုနီတတိကြီးကိုယူထားပြီးတာယာနေပေးမယ်။သူညမလေးကတော့ပင်မစီးရဲနေတာဖြစ်ပြီးညမဖြစ်သူကိုလူအများကဝေဖန်ခြင်းစရာကောင်းအောင်အတင်သေးအောင်ပြောနေတယ်လို့မျိုးဖြစ်သွားတဲ့ဆိုပြီးတော့အစိုးရကြားပေါက်ကတတ်မှတ်ခါအခုလိုမျိုးပေါ်တင်ပြောလာခဲ့တာဖြစ်ပါတယ်။